ဘုန်းကြီးတော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဧပြီလ12ရက်နေ့ညပါတော့စနေနေ့ညမှာတော့ဒါပြောမယ်ဆိုတာတကြံအကျိုးနေ့ညလို့လဲကျွန်တော်ပြောလို့ရတယ်ဒီညမှာတော့ဘာဆိုတော့အသင်ကလာလီဂါပွဲစဉ်31နေနဲ့သူကအဝေးကွင်းမှာသွားပြီးတော့မှလီဂါနက်နဲ့စစ်ပြန်ကစားခဲ့ရတယ်လီဂါနက်ကဒါပြောမယ်ဆိုဘာစီလိုနာပထမအကြော့ပေါ်တော့အင်ကွင်းမှာတွေ့တယ်ကနေဆုံးထားတဲ့အသင်အင်ကွင်းမှာသူက0-1ဆိုတဲ့ရလနဲ့ဆုံးပေးခဲ့ရတယ်ဘာစီလိုနာကိုလုံးဝဒုက္ခပေးတယ်ဟန်စီဖလီရဲ့ဘာစီလိုနာကိုလုံးဝဒုက္ခပေးတဲ့အတင်ကျွန်တော်အရင်နှစ်တည်းကဆိုရင်လီဂါနက်ကကျွန်တော်တို့ ဘလို့လဲကိုပြတ်နိုင်လေနှစ်ကြော့လုံးနိုင်တယ်ကိုပြတ်တင်နိုင်တယ်ဒလိုနိုင်တဲ့အသင်းမျိုးကဒီနှစ်မှာဟန်စီဖီလီယဲဘာစီလိုနာကိုလုံးဝဒုက္ခပေးတာပထမကြော့အင်ကွင်းမှာတည်းနဲ့ကျွန်တော်လုံးဝဘလို့မှဘလို့ကကမနိုင်ခဲ့တဲ့အသင်းပေါ့နော်ဒီနှစ်ပွဲစဉ်မှာလဲဒီအလားတူပဲဘာစီလိုနာထပ်ပြီးတော့ဒုက္ခပေးတယ်ပြောမှလို့ဘာစီလိုနာဘက်ကြည့်ရမဆိုလဲသူကဒါပွဲတွေပန်းထားတဲ့အနေထားတွေပြီးတော့မှချန်ပီယံလိကန်လာတယ်ပြီးတော့မှဒီကနတ်ဘက်ကပြန်ကြည့်မယ်ဆိုလဲသူကတန်းစင်းစုပ်ထပ်တယ်မှာစီးနေတာဘလို့မှဆိုသူကလဲလုံးဝဘာစီလိုနာကိုသူအနိုင် ရမတ်လိုချင်တဲ့အနေအထားမျိုးပေါ့နော်ရမတ်စုဆောင်တဲ့အသင်းမျိုးဖြစ်တယ်။ဒါကြောင့်လေဒီနေ့အင်ဂွင်းဘာစီလိုနာတွေ့တဲ့နေရာမှာလုံးဝဒုက္ခပေးနိုင်ခဲ့တယ်။ဘာစီလိုနာတော့ခတ်တွေ့တဲ့ပွဲတွေဖြစ်ခဲ့တယ်။ဘာစီလိုနာကဒီနေ့ပွဲမှာဆိုရင်သူရဲ့အဓိကကစားသမားတွေတည်းမှာဆိုရင်ကိုသမားဆက်စရီပုံမှန်ပွဲထွက်တယ်ပြီးတော့မှကျွန်တော်တို့နောက်ခံကစားသမားတွေမှာကူပါစီကိုအနာပေးပြီးတော့မှဒီကူပါစီနေရာမှာကျွန်တော်တို့ရော်နယ်အာရူဟုဝင်ကစားတယ်။အာရူဟုနဲ့မာတီနက်အတွေ့အထိုင်ပြီးတော့မှ side back တွေမှာကျွန်တော်တို့ဘဲဒီနဲ့ခွန်ဒေဒါကပုံမှန်ပြီးတော့မှကွင်းလယ်နေရာမှာဆိုရင်လည်းကျွန်တော်တို့ဖရန်ကီဒီချောင်းအနာပေးပြီးတော့မှအဲလီကာစီယာဝင်ကစားတယ် အဲလိကာစီယာနဲ့ပတိတွဲတယ်ပြီးတော့မှအစ်စ်၃ရောင်းနေရမှာဆိုရင်ကျွန်တော်လူငယ်ကစားသမားလာမင်းရမရဲ့ဖာမင်းလိုပတ်ရဲ့ပြီးတော့မှရာဖိညာထောက်တိုက်စင်မူလီမရော့စကီဒီပုံစံနဲ့ပွဲထွက်ပြီးတော့မှကစားခဲ့သည့်တိုင်အောင်ဘာစီလိုနာကလုံးဝဒီနေ့ပြောမှဆိုတာဘာစီလိုနာပွဲကြည့်တဲ့တော်တော်များတော့သိလိမ့်မယ်ဘာစီလိုနာတိုင်ပတ်နေတဲ့ပွဲလို့လည်းပြောလို့ရတယ်ပြီးတော့မှတစ်ဖက်ကအသင်းကလည်းခန်းစစ်မှကြောတယ်ခန်းစစ်ထထပိတ်တာလေဘာစီလိုနာအနေနဲ့သူ့ရဲ့ဒီဂိုးပေါက်ကန်သွင်းဖို့တော့ပထမပိုင်းမှာလုံးဝဂိုးပေါက်တဲ့ချင်အောင်မရှိခဲ့ဘူး 6ကြိမ်ကန်သွင်းခွင့်ပဲရပြီးတော့မှကိုဘောတိုက်ချင်တစ်ကြိမ်မှမရှိဘူးဒါတော်တော်စိုးစိုးဝါလို့ကျွန်တော်ပြောလို့ရတယ်ပြောမှဆိုလက်စစ်ဥရောပရဲ့အကောင်လုံးတိုက်စစ်မှုတိုက်စစ်အဖွဲ့လို့ပြောလို့ရတယ်ဘာစင်နာတိုက်စစ်ကဒီနေ့ပွဲမှာလုံးဝသိနေတယ်ပြီးတော့မှကျွန်တော်လူငယ်ကစားသမားတွေလာမေးရမှလည်းဘလို့မှချင်းစုံမပြနိုင်ဘူးဒါသူပြောက်တယ်မဟုတ်ဘူးဒီနေ့ပွဲမှာတော်တော်များကစားသမားတွေလီမိုဒော့စကီတို့လုံးဝပြောက်တယ်ရာဖီညာလုံးဝပြောက်နေတဲ့အနေအထားတွေဖြစ်လာဒါနဲ့ပဲဆက်ကစားနေနေမှာကျွန်တော်တို့ကဖြစ်နိုင်လို့ဆိုရင်တစ်ဖက်တင်ကတော့ဘာစင်နာကိုနိုင်သွားနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာသူကဒီပွဲချိန်၁၂မိနစ်လောက်မှဆိုရင်တစ်ဖက်တင်ကလုံးဝအပိုင်ခွင့်ရတလုံးကန်လာ ဒီဘဲဘဲဝင်ရနေပေါက်သွားပြီးတော့မှအလဲတဲ့ချိုးပြီးတဲ့လောက်ပိတ်သွင်းတဲ့လောက်ဒါကျင်းစီပေါက်ဒီပြင်ကစားကိုသမားတွေနော်ဘာစီနော်ကိုသမားဒီနှစ်ယောက်ကြံ့နေတယ်ကျွန်တော်တို့အဓိကနံပါတ်1ကိုသမားဒါစတီကန်တို့ပြီးတော့မှဒီပီနာတို့ပိတ်ဖန်းကြည့်ကျင်းစီပေါက်ဂုံးမဲ့လုံမျိုးပိုင်ခွင့်ရည်ဒါကိုကျွန်တော်တို့ရဲ့ကိုသမားဆက်စနီကာကွယ်ခဲ့တယ်ဒါကကျွန်တော်အရင်ဟိုအရင်ကျွန်တော်ဘာစီနာပြီးတော့အကြောင်းလောက်တဲ့အနေနဲ့ကျွန်တော်ပြောလေးရှိတဲ့စကားတစ်ခုရှိတယ်ဒါကဘာစီလိုနာကလုံးဝကိုသမားတယောက်လို့တယ် ဒါစရိကန်ကသူကနံပါတ်1ကိုသမားဆိုပေမဲ့သူ့ကိုဖိအားပေးမဲ့ဒီအရန်ကိုသမားတယောက်ပါဆွနာမှာမရှိဘူးဒေတွက်ဒါစရိကန်ကတချို့ပွဲတွေမှာဆိုလုံးဝဆက်ပြန်နေအောင်ကောင်းတယ်ဒါပေမဲ့တချို့ပွဲတွေဆိုပေါ်ပြပြတိဖြစ်တယ်ဒီလိုဒီလိုလောက်လာတော့ကျွန်တော်တို့ကတပွဲနိုင်လိုက်တပွဲဆုံးလိုက်ပြောမှန်ဆိုရင်ကျွန်တော်တို့ကိုသမားကဒါလုံးဝကောင်းနေတဲ့အနေထားမျိုးတွေမဖြစ်လောက်ဒါကျွန်တော်မမတ်ရပြုံးမဆိုဟိုးအရင်တည်းကလည်းကျွန်တော်မမိတည်တယ်ဘာစလိုနာအဲ့လိုကိုသမားမကောင်းတဲ့အနေထားနဲ့ ဘတ်ဘလို့ထင်တော့မအောင်မြင်ဘူးဒီညမှာဘာစင်တော့ကိုသမားကောင်းနေစပိုင်ဆိုင်တာ ਨੇ အောင်မြင်မှုတွေရလာမမရဆိုရင်ဒီဒါစတီကန် ਨੇ ကျွန်တော်ရဲ့ဒီဘလာဘိုကိုသမားနှစ်ယောက်စပိုင်ဆိုင်တဲ့နှစ်မှာဆိုရင်နှစ်ယောက်လောတကယ်ကောင်းတဲ့နှစ်ဘာစင်တော့ကအနည်းကဆိုဖလား၅လောက်လို့ရတယ်ချန်ပီယံလိလာလီကာဒီအကလုံးဖလားတွေအကလုံးပတ်သိမ်းတဲ့နှစ်ဖြစ်ခဲ့တယ်ဒီလိုအောင်မြင်ခဲ့တာပေါ့အခုလည်းအလားတူပဲကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့သလိုပေါ့နော်ကိုသမားလိုအပ်တဲ့ကိုသမားလိုအပ်တဲ့ဆိုတဲ့အချိန်ကျွန်တော်တို့နောက်ပိတ်ဆိုဒီကိုသမားဆက်စနီကိုရရှိခဲ့တယ် ကိုသမားဆက်စနီကလည်းဒီနေ့ပွဲမှာဘာဆိုနာရဲ့အဓိကနိုင်သုံးမှတ်ကိုယူပေးခဲ့တဲ့လူလို့ပြောလို့ရတယ်ပြီးတော့မှပွဲစဉ်အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ဒီလိုနဲ့ဘာဆိုနာကအဲ့ဒီဂိုးကိုဆက်စနီဘယ်လိုလဲသူစေ့နိုင်ခဲ့တာပေါ့နော်အကောင်းဆုံးစေ့နိုင်ခဲ့တယ်ဒီတိုင်းဘာဆိုနာဆက်ကစားတယ်ဒီလိုနဲ့ကျွန်တော်ပထမပိုင်းပြီးကနေမှကျွန်တော်တို့ရဲ့ဒီနောက်ခံကစားသမားစိုက်ဘက်ကစားသမားဘယ်ဒေးတိုင်းရရှိတယ်ဒါကကျွန်တော်တို့ရဲ့တင်းစိုးလို့ပြောလို့ရတာပေါ့နော်ပြီးတဲ့နေ့ထားမှကျွန်တော်ကြာတိတလောက်ကတော့သူ့ရဲ့တန်ရာကသုံးပတ်နာရမယ်လို့တော့ကြားလာတယ်လက်ရှိမှာ ဒါကပြောမှာဆိုပွဲပြီးတဲ့အချိန်မှာသူပြန်သွားတဲ့နေထားကိုကြည့်တော့လေသူကတာမှန်ပဲဒါမှနာတရားစီးတဲ့ style မျိုးတော့မပေါ်ဘူးဒါပေမဲ့တည်င်းနေရတော့သုံးပတ်နာရမယ်ဒါကဘာဆိုနာအတွက်ထုံးနှက်ချက်ဖြစ်လာမယ်ဘာကြောက်လဲဆိုတော့ကျွန်တော်တို့ကနောက်ပိုင်းဇက်တိုက်ပွဲချက်တွေကလာနေပြီလာလီကာဆိုရင်အခု30ပွဲကစားပြီးပြီကျွန်တော်ခုနှစ်ပွဲဒီခုနှစ်ပွဲမှာအဆုံးဖြတ်ဖြစ်မဲ့ပွဲတွေကြီးပဲပွဲချက်ကြီးပဲကစားမယ်နေထားတယ်ဒီလိုနဲ့ကျွန်တော်တို့ဘာဆိုနာကပထမပိုင်းမှာစီးစီးကိုပေါက်ကန်သွင်းချက်က6ချိန်ရတယ်ကိုပေါက်တိုက်ချင်တစ်ချိန်မှမရှိအောင်ဆိုးွားခဲ့တယ် ဒါနဲ့ဒုတိယပိုင်းစတယ်ဒုတိယပိုင်းစပြီးတော့လည်းဒီလိုပဲဒီဘယ်ဒီစားဝင်ကစားတယ်ကျွန်တော်မှတင်ပေါ့နော်ဒုတိယပိုင်းစပြီး9မိနစ်မှာသူ့ရဲ့လူပေးမားတဲ့လုံဒီလုံကတကယ်တမ်းတစ်ဖက်သင်္ကာကောက်တာပောက်ပွားနိုင်တဲ့အလုံးမျိုးဒါကိုသူကိုယ်တိုင်ပဲပြန်ပြီးတော့မှဖြတ်ပြီးတဲ့လုံဒီလုံကကျွန်တော်ရဲ့ဒီအစိကရာဖီညာတော့ရတယ်ရာဖီညာရဲ့ဖြတ်တင်ပေါ်ဒီရာဖီညာအစိကိုဖြတ်ချိုးချပြီးတဲ့လုံတကယ်လဲလားကျွန်တော်ရဲ့တိုက်စင်မူလီမိုစကီနေရယူမမှန်နဲ့ပြေးပိတ်ဖို့စူးစမ်းသည့်တိုင်အောင်အစိကနေသူ့ကိုဖြတ်တဲ့တစ်ဖက်ခံစစ်ကစားသမားရဲ့ဖြတ်ထုတ်မှုကကျွန်တော်ကိုပေါ့တော့တဲ့သွားပြီးတော့မှကျွန်တော် OG ကိုအုံကိုရရတော့ အုံကိုရပြီးတဲ့နောက်ပိုင်းမှာဆက်ကစားတဲ့ဒီလိုနဲ့ဘာစီလိုနာလူစားလက်မှုချိုးတွေပြန်လောက်တော့ဒီနေ့မှာဖရန်ကီဒီချောင်းတို့ဂါဘီတို့ပြီးတော့မှဒီကျွန်တော်တို့ကူပါစီတို့အစားရှိတဲ့ကစားသမားတွေလူစားလက်တယ်ပြီးတော့မှဒီမိုနိုစကီနီယာမှာဖာလန်တော်ဒါတို့ထည့်ပြီးတော့မှဝင်ကစားတယ်အဲ့ဒီနောက်မှာတော့ဘာစီလိုနာကချန်လေးတွေ၃လေးကြိမ်ထက်ရတာပေါ့နော်ဒီလိုနေထားမှာကျွန်တော်တို့ရဲ့ဒီဖာမီလိုပတ်လေးတလုံးအပိုင်ဖွင့်ရည်တစ်ဖက်ကစားသမားတွေကိုလုံးဝကြော်ဖြတ်ပြီးတော့မှဂိုးသမားနဲ့1 by 1ဆိုတဲ့အနေထားရောက်ပြီးအနီကပ်ပိတ်သွင်းတဲ့လုံးအနီကပ်ပိတ်သွင်းတဲ့လုံးကတိုင်တိုင်နာနေကတ်ထွက်သွားတယ်တကယ်ကိုနှမျိုးကောင်းတဲ့လုံးပေါ့နော် ဒီလုံကတကယ်ကိုးသိနေတဲ့လုံလုံကပတ်သမားအများကြီးမှာကြော်ဖြတ်ပြီးတော့မှကိုးသမားနဲ့ one by one အနေထားမျိုးမှာကန်သွင်းချက်ဒီကန်သွင်းချက်ကကျွန်တော်မဝင်ဘူးဒီလိုနဲ့နောက်ပိုင်းကျတော့လေပွဲကသူတပြန်ကိုးတပြန်ပဲတစ်ဖက်သင်းကလည်းလုံကအမတ်လို့တဲ့သင်းဆိုတဲ့အတိုင်းအိမ်စင်ပြပြီးဘာစနာကိုအခက်တွေ့အောင်ကစားတယ်တကယ်လည်းပြောရမှာဆိုတော့ဒါဒီကနက်ကဘာစနာရဲ့ကစားပုံဒီနေ့ကစားပုံသူကောင်းကောင်းနှောကြည့်တဲ့စတိုင်မျိုးသူကစားတတ်တယ်တပတ်တင်နေတာတချို့အတင်းကြီးနေတာပါဆူနာတွေ့တိုင်းပပရကစားမတက်ဒါမဲ့လီကန်နဲ့လုံးဝကစားတက်တယ်။သူနဲ့အခုနှစ်ပွဲကျော်ကြီးခဲ့ရတယ် နှစ်ပွဲလုံးမှာဘာစနာကိုဒုက္ခပေးပြီးတော့ကစားနိုင်ခဲ့တယ်ဒီလိုနဲ့ပွဲပြီးကနေမှပွဲကလုံးဝတအားကျန်းတယ်ပြီးတော့မှကျွန်တော်ရဲ့ကစားသမားဟောင်းဖြစ်တဲ့မူနီယာတို့ပါဝင်လာအောင်ဒီနေ့မှမူနီယာတလုံးပေါက်ပေါ်တဲ့လုံးလေးတကယ်ကိုမှပွဲကမိနစ်60နီးပါးလောက်ရှိနေပြီမူနီယာဝမ်းမိုက်ဝမ်းကျွတ်သွားတဲ့လုံးဒါကိုအနောက်ကနေကျွန်တော်ရဲ့ကစားသမားမာတီနက်လိုက်ဖြတ်တာနောက်ပြီးဆိုမရတဲ့ဆုံးမှာ slide ထိုးပြီးဖြတ်တာဒီလုံးကတတော်လေးကိုဘလို့အန်ဒီရများတဲ့လုံးမျိုးလွတ်ပေးလိုက်မယ်ဆိုလေမူနီယာက1 by 1အနေထားမျိုးမှာ9နိုင်တဲ့အနေထားမျိုး ျော်စီးရပြန်ကြသွားနိုင်တဲ့အနေအထားဒါ ው မာတီနက်ဆလိုက်ထူပြီးဖြတ်တယ်တကယ်တမ်းဒီလုံးကဘောလုံးသာမထိရင်သူหนีမဲ့လုံးမျိုးတကယ်တမ်းကျတော့ဘောလုံးထိခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုလဲကန်ကောင်းတယ်ပဲပြောရမယ်ဒီနိုင်သုံးဘက်ကမာတီနက်တို့ဒီကိုသမားဆက်စနီတို့ယူပေးတယ်လို့ပဲပြောလို့ရတာပေါ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကတော့အခုပွဲကိုခြုံပြီးပြောရမယ်ဆိုရင်တော့တသင်းကအမတ်လို့နေတယ်အိမ်ကွင်းပြပီမာကြောတဲ့သင်းခါစင်းမာကြောတဲ့သင်းပြီးတော့မှကျွန်တော်တို့ဘာစီလိုနာကြတော့ဒါပွဲပန်းတဲ့တန်နေနဲ့ခံရတဲ့သင်းပေါ့နော် တစ်ဖက်ကပွဲပန်းနေတဲ့ကိုကစားသမားအများစုကပွဲပန်းနေတဲ့အနေထားမှာတစ်ဖက်ကလည်းအမတ်လုံနေတဲ့အကွင်းပြပီနဲ့ခန်းစင်းမှာကြောတဲ့သင်နဲ့တွေ့တယ်။ပွဲကတော့ထင်တော့ကြည့်လို့မကောင်းခဲ့ပေမဲ့လည်းကျွန်တော်တို့ဘလိုပဲဖြစ်အဆိုးရဲနဲ့အကောင်းနေတဲ့တော့အနိုင်သုံးမဲ့ရရှိခဲ့ပြတော့မှအခုဆိုရင်ဒုတိယနေရာကရင်မတ်တစ်ထပ်ကျွန်တော်တို့ကတပွဲပို့ကစားပြီးခုနှစ်မှတ်ဖြတ်ထားနိုင်ပြီ။ဘလိုပဲဖြစ်ကျွန်တော်တို့ကဒီပွဲကျင်းဒီပေါအနိုင်ကမ်းရမှာ။ဘာကြောင့်ဆိုတော့ပထမကျွန်တော်တို့လာလီဂါပွဲစဉ်တပွဲမှလည်းခြေချော်ထားတဲ့ကျွန်တော်တို့သိကြတာလေ။ဒီတွက်ဒီပွဲက လုံနေတဲ့အမှတ်ကိုရရှိခဲ့တာကိုတော့အကောင်းလို့ပဲကျွန်တော်ပြောလို့ရတယ်ပြီးလို့စင်ပါစင်နော်ကဒါဂျာပွဲအနေနဲ့ပေါ့နော်ကျွန်တော်လာမဲ့အင်ကာနေညမှာဆိုရင်ချန်ပီယံလိပွဲစဉ်ကစားရမယ်တောင်းပွင့်ရဲ့ကွင်းမှာသွားရောက်ချင်းပြန်ကစားရမယ်ဘလိုပဲဖြစ်ကျွန်တော်တို့ကတော့ဒါအခုလောဆက်တော့လာလီကာဘက်မှာဆိုတော့ဒါရသင်ရထိုက်တဲ့အမှတ်ကိုရရှိခဲ့တဲ့အတွက်ကိုကစားသမားနေနေတော့တစ်ဖက်ကဖြစ်စီမှုတွေနည်းနည်းရောက်သွားတဲ့အနေထားပေါ့နော်ကျွန်တော်ချန်ပီယံလိမှာကြတော့လေလေကိုပြတ်နိုင်လာတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းတိုက်ဆက်ပူစရာတော့မလိုဘူးလို့တော့ကျွန်တော်ထင်တယ် လိုပဲဖြစ်ဒီနှစ်ပွဲကတော့ဘာစီလိုနာအတွက်ပွဲကောင်းတစ်ပွဲပဲဖြစ်ခဲ့သည့်တိုင်အောင်ကျွန်တော်တို့ကရာသင်းရထိုက်တဲ့အနိုင်ဆုံးမှတ်ကိုရရှိခဲ့ပြီးတော့မှလာလီဂါဇာတ်တက်မှာကျွန်တော်တို့အခုဆိုရင်မာယူကင်းကင်းနဲ့ပဲဦးဆောင်ထားစေဖြစ်တယ်ဘာစီလိုနာဖန်တွေရောဒီညပွဲပေါ်ဘလုံးမြင်ပြီလေပြီးတော့မှကျွန်တော်ပြောချင်သေးတာတစ်ခုကကျွန်တော်တို့အခုလက်စီကြားရောက်နေတဲ့တကြံခါမှာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဒီဘေးရန်ကင်းကွာပြီးတော့မှစိတ်နှလုံးကိုချမ်းမြေ့စွာနဲ့ပဲပျော်စွင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကိုသူပဲကျေးဇူးတင်စီပါတယ်